မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ၈ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်။မြို့သိမ်းတိုက်ပွဲသတင်းကတော့သခိုင်းတိုင်းပင်လယ်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်များကဒုတိယအကြိမ်အဖြစ်နဲ့ပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့အော်တိုဘာလ၈ရက်နေ့မနက်အစောပိုင်းမှာသခိုင်းတိုင်းမြောက်ပိုင်းပင်လယ်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက အပိတတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာနေမြေရှင်းလေးတွေလှုပ်ဆောင်နေပြီးအခြေအနေအသေးစိတ်ကိုတော့မသိရသေးကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ပင်လယ်ဘူးမြို့ဒုတိယအချိန်ဆိုးရောက်ပါပြီ။စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုနဲ့လက်နက်ခဲယံသိမ်းဆည်းရရှိမှုကိုတော့အခုတည်းထိတော့စည်ရင်မရသေးပါဘူးလို့ KIA ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။လွန်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလအတွင်းမှာလေပင်လယ်ဘူးမြို့ကို KIA နဲ့ PDF တပ်ဖွဲ့များက ပထမအချိန်အဖြစ်နဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးရပ်ပိုင်းခန့်အကြမှာစစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်ခဲ့တဲ့အတွက်တော်လှန်ရေးတပ်များပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့သိရပါတယ်။အခုဒုတိယအချိန်ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကိုဩဂတ်စ်လ15ရက်နေ့မှာစတင်ခဲ့ပြီးတော့နှစ်လနီးပါးကြာမြင့်လာတဲ့အချိန်မှာပင်လယ်ဘူးမြို့တစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီက ပင်လယ်ဘူးမြို့မကြစေရေးအတွက်မုံရွာအနောက်မြောက်တိုင်းစစ်ထာနာကျုံနဲ့ဝင်းတုံဘက်ကစစ်ကူအင်အားအများပြားဖြည့်တင်းခဲ့တယ်လို့သိရပါတယ်ပင်လယ်ဘူးမြို့ရဲစခန်းမှာနောက်ဆုံးခံစစ်အဖြစ်နဲ့ခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်လေကြောင်းပစ်ကူများစွာနဲ့မြို့မကြစေရေးအတွက်ခုခံခဲ့တော်လဲ KI နဲ့ PDF တပ်များရဲ့မဟာဗျူဟာမြောက်ထိုးစစ်ကိုမခံနိုင်တော့ပဲစစ်တပ်ရဲ့နောက်ဆုံးခံစစ်ပင်လယ်ဘူးမြို့မှာရဲစခန်းကိုသိမ့်ပတ်ရရှိကောင်ပင်လယ်ဘူးမြို့ကိုပါတိုက်ခိုက်သိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့နယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်ကိုးမိုင်နီးပါးဝေးတယ်မဲတောင်ဗျူဟာကုန်းစခန်းနယ်ပတ်ဝန်းကျင်မှာရှိတဲ့စစ်စခန်းများအားလုံးကိုအေအေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ9ရက်နေ့ညနေ3:50မိနစ်အချိန်မှာအမ်းမြွန်နယ်အတွင်းစစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းများတွေကတခုဖြစ်တဲ့မဲတောင်ဘူဟာစခန်းတစ်ခုလုံးနဲ့အနီးဘက်ဝန်းကျင်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများအားလုံးကိုအေအေကအပိသက်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့သိရပါဗျ။မဲတောင်ဘူဟာကုန်းဟာစစ်ကောင်စီရဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေအဖြောင့်တိုင်းရင်14ကီလိုမီတာကမိုင်အားဖြင့်8.6မိုင်ကွာဝေးတယ်လို့သိရပါဗျ။အေအေကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့မဲတောင်ဘူဟာကုန်းမှာစခန်းတိုင်းကလေးမော်လိုက်ဟုံးမလင်းခရိုင်အခြေဆိုင် စကခ30လောက်ခန့်တရင်များဖြစ်ကြတယ်ခမရ362ခမရ365ခမရ369တရင်များအန်နာပခဌာနချုပ်လောက်ခန့်တရင်တချို့နဲ့စကခ9လောက်ခန့်ခမရ346 303 302တရင်များစုပေါင်းထားတဲ့တရင်များပါဝင်ပြီးတော့မဲတောင်နဲ့အမ်းမြို့အနောက်ပိုင်းတိုင်းစစ်ထောင်နှောက်ချုပ်ပတ်ဝန်းကျင်မှာလှုပ်ရှားနေကြခြင်းဖြစ်တယ်လို့သိရပါဗျ။မဲတောင်မြို့ဟာဂုံတိန်တိုက်ပွဲအတွင်မှာ စစ်ကောင်စီရဲ့လက်နက်ခဲရတဲ့စစ်သုံးဆောင်ပစ္စည်းများကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။အေအေကမဲတောင်ပြူဟာကုန်းစခန်းနဲ့၎င်းနဲ့ဆက်ဆက်နေတဲ့စခန်းကုန်းများကိုဝင်းရံပိတ်ဆို့ဖျက်တောက်ထားတာဟာကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။ အမ်းမြို့နယ်ကြောင်စက်ခွဲကြီးရွာအနီးစက်တမလာ26ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မဲတောင်ဘူဟာစခန်းကုန်းနဲ့စခန်းများအားတစ်ခုပြီးတစ်ခုသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းအေအေကပြောဆိုထားပါတယ်အေအေကအရခဒေတာအတွင်းမှာမိမိတို့သိမ်းပိုက်ရန်ကြံရှိနေသေးတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းများအားလုံးကိုတခုမှကြံဆက်လက်သိမ်းပိုက်ရယူရန်အတွက်ကြိုးပမ်းလျက်ရှိတယ်လို့သိရပါတယ်မောင်တော်ဂျိန်နယ်လီနဲ့ အန်ဆာတဲ့ဒေတာများအတွင်းမှာတိုက်ပွဲများဟာဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါဗျ။မောင်တော်မျိုးတိန်တိုက်ပွဲရဲ့တခုတည်းသောစခန်းဖြစ်တယ်။အကြမ်းမဆီကောင်စီရဲ့နခခငါစခန်းကိုအပိသက်တိမ့်ပတ်ရယူနိုင်ရေးအတွက်ဆက်လက်ထိုးစစ်ဆင်နေတယ်လို့သိရပါဗျ။တောင်ကုန်းစကခငါလက်အောက်ခံတိုက်ရင်များဖြစ်ကြတယ်။ခါလာရ346၅လေးလေးတပ်စခန်းများနဲ့အခြားသောစစ်တပ်စခန်းများကိုလည်းဝန်းရံပိတ်ဆို့ထားပြီးတော့အပိသက်တိမ့်ပတ်ရယူနိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့အေအေကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ပိုင်းဒေသဂွားမြို့နယ်ကျိန်တလီမြို့ကိုဆက်သွယ်ထားတဲ့ကလပ်ပြင်းတံတားကိုစစ်ကောင်စီကတတ်ဆုပ်သွားပြီးတဲ့နောက်မိုင်းခွဲဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေအေကတန်တွဲမြို့ကိုသိမ်းပြီးတဲ့နောက်ကျိန်တလီကနေတဆင်ဂွားမြို့ကိုသိမ်းပိုက်ရန်ထိုးစစ်ဆင်နွှဲနေတဲ့အချိန်ကျိန်တလီမြို့တွေကရဲနဲ့စစ်တပ်ဟာကလပ်ပြင်းရွာဘက်ကိုတတ်ဆုပ်သွားတယ်လို့သိရပါတယ်။ကျိန်တလီဒေသအတွင်းတိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိတဲ့ဟာ တပတ်ခန့်ကြာမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကကျိန်တလီပတ်ဝန်းကျင်မှာလဲကြီးရဲလေးခုခံနေတဲ့ဂျားတဲ့ကောင်စစ်ရဲအရာများစွာရှုံးနေနေတဲ့အပြင်ကျိန်တလီချောင်းကိုဖျက်ဆီးတိစောက်ထားတဲ့ကလပင်တရားကိုလဲအော်တိုဝါလ9ရက်နေ့ မနက်2:30မိနစ်ခန့်အချိန်မှာတရားရဲ့အလဲကိုဖောက်ခွဲပြတ်စီးပြီးတော့ဂွားဘက်ကိုစုပ်ပြေးသွားတယ်လို့သိရပါတယ်။အေအေကကလပ်ပြင်းတရားထိတ်မှရှိတယ်။ကိုင်းခုံနဲ့ဂန်းကော်တောင်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စခန်းများကိုအော်တိုဘာလ6ရက်နေ့မှာတိုက်ပတ်ရရှိခဲ့ပြီးတဲ့နောက်စစ်တပ်ကအဲ့ဒီတရားကိုဖောက်ခွဲပြတ်စီးခါစုပ်ခွာသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အေအေကစုပ်ခွာသွားတဲ့စစ်ကောင်စီတပ်များကိုလိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။ကလပ်ပြင်းရွာတွေကတပ်စခန်းများကိုအေအေကတိုက်ပတ်ပြီးတဲ့နောက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ဒီမနက်အထီကိုဆက်လက်တိုက်ခိုက်နေစေဖြစ်ကြောင်းဒေသခံများထံကစုံစမ်းသိရှိရပါတယ်။အာနာသိန်းစစ်ကောင်စီဟာတောင်ပိုင်းဒေသတန်တွဲတောင်ကုတ်ဂွားဒေသများကိုနေစဉ်လိုလိုဘုံကျဲတိုက်ခိုက်မှုများပြုလုပ်နေပြီးတော့အရက်သားနေထိုင်ရာမြို့ရွာများကိုဥတီပြီးတော့ပြစ်မှတ်ထားတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းပင်လယ်ဘူးမြို့ကိုစစ်ခုသွားတဲ့ဂံကောမြို့ခလိုက်ရ90တိုက်ရင်က 2IC အဆင့်ရှိတဲ့ဘုံမူဖြောကိုကိုဦးအပါအဝင်အကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးထပ်မံတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ22ရက်နေ့ဂံကောမြို့အခြေစိုက်ခလိုက်ရ90တပ်ကအကြမ်းဖက်စစ်သားများကိုရဟရင်နှက်စည်းနဲ့စစ်ကိုအဖြစ်နဲ့လာရောက်ခေါ်ဆောင်ခဲ့ပြီးတော့ပင်လယ်ဘူးမြို့ကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်စက်တဘာလ28ရက်နေ့က ဘုံမူခတ်မင်းကိုအပါအဝင်စစ်သား၅ဦးတိုက်ပွဲအတွင်းမှာတိဆုံးခဲ့ပြီးတော့စက်တမာလ29ရက်နေ့မှာလည်းဘုံမူဖြုတ်ကိုကိုဦးထပ်မံတိဆုံးခဲ့တယ်လို့သိရပါတယ်။တေတာကိုတရင်မပေါက်ကြအောင်ဆိုပြီးတော့ဗျူဟာမူကတရင်ကိုထိန်းထားတာဘုံမူခတ်မင်းကိုတေတုံကလည်းသူတို့ကတရင်မပေါက်အောင်လို့ထိန်းချုပ်ထားတာအခု 2YC ဘုံမူဖြုတ်ကိုကိုဦးတေးတဲ့တရင်ကိုစက်တမာလ29ရက်နေ့ကလေးကရတယ်။အခုမှတေတာတေးကြပြီဆိုတဲ့အတီးပြုချက်ကိုရတာပါ။ဘုံမူခတ်မင်းကိုတေတုံကသူ့ရဲ့ကောင်မလေးက Facebook ကိုတင်လိုက်တော့အတီးပြုလို့ရသွားတာ။ အခုအဲ့ဒီတယောက်ဆိုရင် profile log တွေချနာမည်တွေပါပြောင်းသွားပြီတရင်ထဲမှာဆိုရင်လဲသူ့ကိုမယုံကြည်ကိုယ့်ကိုမယုံကြည်နဲ့ဖြစ်နေကြတယ်လို့သိရတယ်ဖုန်းသုံးတာတွေလဲတင်းတင်းကြပ်ကြပ်လောက်လာတယ်လို့ရောလင်းတဲ့ကကိုဘကောင်းကပြောကြားထားပါဗျ 2IC အဆင့်ရှိတဲ့ဘုံမှုဖြုတ်ကုတ်ကိုဦးဟောင်းစက်တဘာလ28ရက်နေ့ကလေးကဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီးတော့ကုတရန်ဆေးမရှိတဲ့အတွက်စက်တဘာလ29ရက်နေ့မှာတည်ဆုံသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ဂံကောင်းမျိုးအခြေဆိုင်ခလရ90တက်အတွင်းကစစ်ကူစစ်သားများဟာပင်လယ်ဘူးမျိုးတိုက်ပွဲမှာတည်ဆုံသွားတာဟာစစ်သား10ဦးကျော်ရှိနေပြီဖြစ်တော့လေ။အမည်အစင်တိတိကျကျသိရှိရခြင်းမရှိဘူးလို့ရောလေးနဲ့ကကိုပါကောင်းကရှင်းပြထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်တပြေးချောင်းချိပါအနီးမှာရေးကြီးပြီးတော့တောင်တင်နေတဲ့ဂါလန်ကိုးတောင်ကျော်ပါတဲ့စီတန်ကီကြီးအတွင်းကနေပြီးတော့စီများဖောက်ထုတ်တည်ယူနေတဲ့အချိန်ကြေးရွာအုပ်ချုပ်ရေးမှုရဲ့အကိုဖြစ်သူကမီးရှို့ခဲ့ရမှာလူရှေဦးမီးလောင်တန်းရအပြင်းထန်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလ17ရက်နေ့ယာဂီမုံတိုင်းတဲထံမှုကြောင့်နေပြည်တော်တက်ကုန်းမြို့နယ်တပြေးချောင်းချိရွာအုပ်စုအတွင်းမှာရှိတဲ့ရွှေနဂါးစီဆိုင်ကရောင်းချရန်တိုးလောင်ထားတဲ့ဂါလန်6200ဆက်စီတန်ကီကြီးတစ်လုံးဟာ ချောင်းရည်နဲ့အတူမျောပါလာပြီးတော့တပြေချောင်းကြီးရွာရဲ့အနောက်တောင်ဘက်တမိုင်ကအကွာအဝေးနေရာမှာကန့်တင်နေခဲ့တယ်လို့သိရပါဗျ။အဲ့လိုကန့်တင်နေတဲ့စီတိုင်ကြီးကြီးကို စက်တမ်ဘာလ12ရက်နေ့မှာတပြေးချောင်းကြီးရွာသားများနဲ့အနီးနားကကြီးရွာပြည်သူတချို့တို့ကတွေ့ရှိပြီးတော့စီများကိုခတ်ယူခဲ့ကြတယ်လို့သိရပါဗျ။စီတိုင်ကြီးအတွင်းကစီများကိုခတ်ယူနေတာကိုလူအများအပြားသိရှိပြီးတော့ကြီးရွာနေပြည်သူတရာကျော်ကဝိုင်းဝန်းခတ်ယူနေခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအချိန်မှာတပြေးချောင်းကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးတန့်စော်ရဲ့အကိုမျိုးနိုင်ကစီတိုင်ကြီးကိုမိရှုပ်ခဲ့ရာစီတိုင်ကြီးပောက်ကွဲမှုဖြစ်ပွားပြီးတော့စီခတ်နေတဲ့သူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ ရေကြီးတော့ချောင်းပေးမှာရှိတဲ့ရွှေနဂါးဆိုတဲ့စီပန့်ဆိုင်ကြီးကစီတိုင်ကြီးကြီးတွေရေထဲမှာမျောပါလာတာ၃၄၅လုံးလောက်ရှိတယ်တလုံးကတော့တပြေချောင်းရွာရဲ့အနောက်တောင်ဘက်တမိုင်ခဲလောက်မှာရေလျော့ပြီးတော့တောင့်တနေတယ်အဲ့လိုတောင့်တနေတာကိုစနေရက်နေ့မှာရွာသူရွာသားတွေကသွားပြီးတော့တွေ့တာတွေ့တော့စီဝဲရတာလဲခက်ခဲနေတော့ရေအစုံကုန်းတော့ဝတ်ဆိုပြီးတော့ဖောက်ယူကြတာပေါ့နောက်တော့သူ့ထက်ငါအပြိုင်ဝိုင်းဝန်းပြီးတော့ဖောက်ယူခက်ယူကြတာပေါ့လူကတော့တရာကျော်လောက်ရှိသွားတယ် အဲ့ဒီလိုခတ်နေတဲ့အထဲမှာဗပြေးချောင်းကြည့်ရအောင်အုတ်ချုပ်ရေးမှုတန်းစော်ရဲ့အကိုအေးလဲခတ်တဲ့အထဲမှာပါတယ်တိုးဝင်နေတော့သူယူလို့မရလို့ဆိုပြီးတော့ဘသူမှမရအောင်ဆိုပြီးစီတိုင်ကြီးကိုမီးနဲ့ရှို့လိုက်တော့မီးရှို့လိုက်တော့အုံးဆိုတဲ့အတန်ကြီးပောက်ကွဲပြီးတော့လူတွေအကုန်ဒဏ်ရာရကုန်တာလို့ဒေသနေပြည်သူတို့ကပြောကြားထားပါတယ်စီတိုင်ကြီးပောက်ကွဲမီးလောင်မှုကြောင့်ဒဏ်ရာရတဲ့သူများကိုနေပြီးတော့ဂရင်တထောင်ဆေးုံနဲ့ဂရင်90ဆေးုံတို့ကိုပို့ဆောင်ကူတက်ခဲ့ရပြီးတော့အပြင်းထန်ဒဏ်ရာများနဲ့ဂရင်တထောင်ဆေးုံကိုတင်ပို့ကူတက်ရသူများဟာအသက်60အရွယ်ကိုတန်းမအောင် ောင်အသက်45နှစ်အရွယ်ကိုနိုင်ခေါ်တန်တရားအသက်32နှစ်အရွယ်ကိုကန့်တင်အသက်30အရွယ်ကိုမိုက်ခဲခေါ်ကိုတောင်းထိုက်အသက်28နှစ်အရွယ်ကိုဝိုင်းချက်အသက်30အရွယ်ကိုသိန်းကိုအသက်24နှစ်အရွယ်ကိုတန်းစော်ဦးနဲ့အသက်42နှစ်အရွယ်မအီမွန်တို့ဖြစ်တယ်လို့သိရပါတယ်ရှိယောက်ကတော့အပြင်းထန်ဖြစ်တာ၂ယောက်ကတော့ဂရင်90မှာကုသနေတယ်စေယုံမတက်ရပဲနဲ့နောက်ထပ်ဒဏ်ရာရတဲ့သူတွေက10ယောက်လောက်ရှိသေးတယ်အပြင်းထန်ဖြစ်တဲ့တွေကအီမွန်ဆိုရင်အခုတည်းကအောက်ဆီဂျင်ပေးထားရတော့ တန်းဆောင်ဦးကမျက်နှာနဲ့ညာဘက်ခြေထောက်မီးလောင်တာအခုတည်းကလမ်းမလျှောက်နိုင်သေးဘူးတောင်းထိုက်ခေါ်မိုက်ခဲတို့ကန်တင်တို့ဆိုရင်လေဆေးရုံကဆင်းွက်ပေးလိုက်ပေမဲ့ပြန်သွားပြရအောင်မှာလို့ဒေသနေပြည်သူတို့ကရှင်းပြထားပါလေ ဲ့ဒီမီးရှုံမှုနဲ့ပတ်သက်ပြီးတော့တပြေချောင်းကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတန်းစော်ကအကိုဖြစ်သူမျိုးနိုင်ကိုအကာအကွယ်ပေးထားပြီးတော့မီးရှုံမှုကိုလည်းမတော်တဆမီးလောင်မှုဆိုပြီးတော့သတင်းမားတွေဖြန့်ထားတယ်လို့သိရပါဗျ။မီးရှုံမှုကိုရဲစခန်းမှာတိုင်တိုင်းနဲ့သူတွေကိုလည်းစစ်မှုထမ်းစရင်ကိုတွင်းကစစ်တပ်ထဲကိုထည့်မယ်လို့ချိန်ချောက်ထားတယ်လို့သိရပါဗျ။ရဲစခန်းကလည်းချောင်းရဲ့အနောက်ဘက်ကမ်းမှာရှိနေတော့လာလို့ကလည်းမရဘူးရေးကလည်းတအားကိုကြီးနေတော့ပောက်ကွဲတံကြားတော့ တရင်တော့လှမ်းမိတယ်လို့သိရတယ်အဲ့ဒါကိုအုတ်ကြီးကတဘာဝဘေးရန်ရဲ့အကြောင်းရင်းနဲ့မျောပါလာတဲ့စီတိုင်ကြီးကိုလူကြခတ်ကြရင်နဲ့မတော်တဆဖြစ်ပြီးတော့ပောက်ကွဲတာပါလို့တရင်ပေးလိုက်တာတကယ်ကသူ့အကိုရှို့တာရဲစခန်းကိုအမှုသွားဖွင့်တော့လေဖွင့်မပေးဘူးလာပြီးမင်းမြန်တာလည်းမရှိဘူးစေဘွားကလည်းကိုဘသားကိုကုန်ကြခံပြီးတော့ကုသနေရတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolution Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ